င်္ဂလာပါခင်ဗျာ နောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီမိုကရက် အမတ်အချို့ဗတ်ပြောင်းမဲပေးခဲ့တာကြောင့်အမေရိကန်အစိုးရရန်နေရရက်ဆိုင်မှုအဆုံးသတ်ရေးသဘောတူညီချက်ရခဲ့ပြီဖြစ်ပါတယ်ထရမ်မိန်ကွန်ဖျက်ညက်ကကိစ္စကြောင့် BBC သတင်းဌာနကအကြီးအကဲတွေယာတူးကနှုတ်ထွက်ပေးခဲ့ရပါတယ်ကွယ်လွန်သူအင်ဒိုအာနာရှင်ဆူဟာတိုကိုအမျိုးသားသူရဲကောင်းအဖြစ်တမဟောင်းလက်ရှိသမ္မတကဂုံပြုချီးမြှင့်ခဲ့ပါတယ် ဒီထိတ်တန်းသတင်းနေနဲ့အတူမပြောသည့်တိတ်ကပ်အမှုပညာရှင်အထင်ရှားဆုံးလက်ရာရွှေအင်သာကိုလေးလံတင်မဲ့အကြောင်းပါရှုစားကြရမှာပါအမေရိကန်သမိုင်းတခြားမှာအချိန်ကြာဆုံးအစိုးရရန်ရရဆိုင်မှုကိုအဆုံးသတ်ဖို့သဘောတူညီချက်တရက်ကိုအထက်လွှတ်တော်မှာမဲခွဲအတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ် On this vote, the yeas are 60 and the nays are 40, three fifths of the Senate duly chosen and sworn, having voted in the affirmative. ရန်ရရဆိုင်မှုရက်40ပြည့်တဲ့အချိန်အော်တိုဘလ9ရက်နေ့ညပိုင်းဝါရှင်တန်ဒီစီမှာဒီမိုကရက်အမတ်တချို့ကဗတ်ပြောင်းပြီးတော့ရီပလီကန်အမတ်တွေနဲ့တူသဘောတူညီချက်ကိုထောက်ခံမဲ့ပေးခဲ့ကြတာဖြစ်ပါတယ်။ဒီမဲခွဲဆုံးဖြတ်မှုဟာအော်တိုဘလ10ရက်နေ့ကတည်းကဘန်နာငွေရက်ဆိုင်နေတဲ့အစိုးရရန်ရပြန်လည်လဲပတ်နိုင်ရေးညှိနှိုင်းမှုမှာပထမဆုံးလုပ်ငန်းစဉ်ဖြစ်ပါတယ်။ပြည်တော်စုဝန်ထမ်းတွေရုံးပြန်တက်နိုင်ဖို့အောက်လွှတ်တော်မှာမဲခွဲဆုံးဖြတ်ရေးအပါအဝင် တခြားအဆင့်တွေကိုဖျက်ကျော်ရအောင်မှာဖြစ်ပါတယ်။ရက်40ကြာဒီရက်ဆိုင်မှုကြောင့်ဝန်ထမ်းတက်သက်မှ၄တန်းလောက်လာစာမရဘဲဖြစ်ခဲ့ရတယ်လို့အမေရိကန်လေကြောင်းခီးသွားလာမှုနဲ့ဝင်ဝင်နဲ့ပြည်သူ40တန်းအတွက်စားနပ်ရိက္ခာအထောက်ပံ့တွေပါဝင်ဝန်ဆောင်မှုတွေပေါ်တက်ရောက်မှုရှိခဲ့ပါတယ်။အမတ်တရားရှိတဲ့အထက်လွှတ်တော်မှာ Republican တွေက53ဦး58ဦးနဲ့လူများစုဖြစ်နေပေမဲ့ဗန်နာငွေအရာသုံးဆိုင်ရာဥပဒေတရပြဋ္ဌာန်းမှုအတွက်ကတော့ ထောက်ခံမဲ60ထိလိုအပ်တာဖြစ်ပါတယ်။ဒီမိုကရက်ဘက်က10ဦးကဗတ်ပြောင်းထောက်ခံခဲ့ကြပြီးတော့ Republican ဘက်က2ဦးကကန့်ကွက်ခဲ့တဲ့အတွက်မဲ60အတိရပြီးတော့အတိပြုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီမိုကရက်တွေအဓိကတောင်းဆိုနေတဲ့ကျမ်းမာရေးစောင့်ရှောက်မှုအထောက်ပံ့တွေတတန်းတိုးရေးကိစ္စကိုဒီဇင်ဘာလမှာမဲခွဲဆုံးဖြတ်ဖို့ပါသဘောတူညီချက်မှာပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ဗန်နာငွေအရာသုံးသဘောတူညီချက်ဟာ အစိုးရဌာနအများစုကိုဇန်နဝါရီလ30ရက်နေ့အထိသာဆက်လက်လဲပတ်စေနိုင်မှာဖြစ်လို့နောက်တဲ့အစောပိုင်းမှာနောက်ထပ်ရက်ဆိုင်မှုမဖြစ်အောင်ထပ်မံညှိနှိုင်းအောင်မှာဖြစ်ပါတယ်။ဒါ့အပြင်ရက်ဆိုင်မှုကာလအတွင်းလောက်ခလာစာမရခဲ့တဲ့ဝန်ထမ်းအားလုံးကိုလာစာပြန်ပေးဖို့နဲ့စားနပ်ရိတ်ခါအစီအစဉ်စနက်ကိုနောက်နေ့အထိရမုံငွေထောက်ပံ့ဖို့လေအာမခံချက်ပါဝင်ပါတယ်ခင်ဗျာ။ BBC သတင်းဌာနရဲ့ Panorama အစီအစဉ်ရုပ်သံမှတ်တမ်းတစ်ခုမှာ Donald Trump ရဲ့မိန်ကွန်းကိုဖျက်ညက်ကပ်တီးဖြတ်ထားမှုဟာကြီးကျူသူတွေအထင်မြင်လွဲမှားစေခဲ့တယ်လို့ဝေဖန်မှုတွေပေါ်ထွက်လာခဲ့ပြီးမှ BBC အကြီးအကဲတွေယာတုကနှုတ်ထွက်ပေးခဲ့ရပါတယ် anyone you want but i think right here we're going to walk down to the capitol and we're going to cheer on our brave senators and congressmen and women BBC ညွှန်ကြားမှုချုပ် Tim Davis နဲ့တရင်မိုင်းဆိုင်ရာ CEO Deborah Darnes တို့နှုတ်ထွက်ပေးခဲ့ရတာဖြစ်ပါတယ် BBC ရုံးသွင်းမှတ်တမ်းတစ်ခုပေါက်ကြားခဲ့တာကို Telegraph သတင်းစာကဖော်ပြခဲ့ရကနေစတင်ခဲ့တာဖြစ်ပါတယ်2021ခုနှစ်ဇန်နဝါရီလမှာ Trump ပြောခဲ့တဲ့မိန့်ခွန်းကိုဖြန့်ညှက်ပြီးတော့ပြန်ဆက်ထားတဲ့ပုံစံအရ Trump ဟာ Capitol Hill လွတ်တော်အဆောက်အအုံမှာအုံကြွမှုဖြစ်အောင် အတီလင်းလှုံ့ဆော်တယ်လို့ဖြစ်သွားစေတယ်လို့အဲ့ဒီမှတ်တမ်းမှာသုံးသပ်ထားပါတယ်2022ခုနှစ်ဇန်နဝါရီလ6ရက်နေ့ဝါရှင်တန် DC မှာထရန့်ပြောခဲ့တဲ့မိန့်ခွန်းမှာကပီတယ်အဆောက်အုံစီကိုကျုပ်တို့ခြိတက်ကြမယ်ကျုပ်တို့ရဲ့ရဲရင်နဲ့အထက်လွတ်တော်အမတ်တွေနဲ့အောက်လွတ်တော်အမတ်တွေကိုအားပေးကြမယ်လို့ထည့်ပြောခဲ့ပါတယ်ဒါပေမဲ့ပါနိုရာမာအစီအစဉ်တီးဖြတ်မှုမှာတော့ကပီတယ်အဆောက်အုံကိုကျုပ်တို့ခြိတက်ကြမယ်ဆိုတဲ့နေရာမှာဖြတ်လိုက်ပြီးတော့မိန့်ခွန်းနောက်ပိုင်းမှာပါတဲ့ ခမားတို့နဲ့အတူကြုတ်ရှိနေမယ်ကျုပ်တို့တိုက်မယ်ငရဲလူမျိုးကိုတိုက်ကြမယ်ဆိုတာစာသားနဲ့ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်ဒီအပိုင်းနှစ်ပိုင်းဟာတကယ်တမ်းကြားထဲမှာမိနစ်90ကျော်ကွာဟနေတာဖြစ်ပါတယ်ပေါ့ချခဲ့တဲ့မှတ်တမ်းမှာ BBC RV ဌာနရဲ့ Israel Gaza စစ်ပွဲသတင်းတင်ဆက်မှုတွေမှာဗလိုက်မှုရှိတာကိုမကင်တွယ်နိုင်တဲ့စနစ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတယ်လို့လည်းဖော်ပြထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အင်ဂျီရောက BBC ကိုတရားရာခိုင်နှုန်းသတင်းတူလို့ဝေဖန်ခဲ့ပါတယ် ထရန့်ကလည်းသူ့ရဲ့အင်မတန်ကောင်းတဲ့မိန်ကွန်းကိုမှမမကန်လှုပ်တာလူမိသွားလို့ဒီလူတွေနှုတ်ထွက်ခဲ့ရတာဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရဲ့ True Social မှာရေးသားခဲ့ပါတယ်ခင်ဗျာကွယ်လွန်သူအင်ဒိုနီးရှားတမရဟောင်းဆူဟာတိုကို အမျိုးသားသူရဲကောင်းဖြစ်တမဟောင်းဖြစ်တဲ့တမရပရာဘိုဆူဘီယန်တိုကနိုဝင်ဘာလ10ရက်နေ့မှာဂုဏ်ပြုခဲ့ပါတယ် Ole Presidente Republic Indonesia ဗိုလ်ချုပ်ကြီးအောင်လက်ရှိသမ္မတပရာဘူဟာဆူဟာတိုလက်ထက်ကအထူးတက်ဖွဲ့တမူးဖြစ်ခဲ့တယ်လို့ဆူဟာတိုရဲ့သမီးနဲ့လက်ထက်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့ဆူဟာတို ပြုတ်ကျခဲ့ပြီးနောက်ပိုင်းမှာနှစ်ဦးသားကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။ဆူဟာတိုရဲ့ဆယ်စုနဲ့သုံးခုကြာအုပ်ဆုံးမှုအတွင်းမှာလူခွင့်ရေးချိုးဖောက်မှုတွေအဂတိလိုက်စားမှုတွေနဲ့ဆွေမျိုးသားချင်းကောင်းစားရေးဝါဒတွေထုံငားခဲ့ပြီးတော့1998ခုနှစ်မှာမှလူမှုအုံကြွမှုနဲ့ဆူဟာတိုကိုဖြုတ်ချခဲ့တာဖြစ်ပါတယ်။ ီမိုကရေစီရဲ့လှုပ်ရှားသူတွေနဲ့စူဟာတို့ကြောင့်ဒုက္ခရောက်ခဲ့ရတဲ့သူတွေရဲ့မိသားစုတွေကတော့ဒီကုံပြူမှုကိုအပြင်းထန်ကန့်ကွက်ခဲ့ကြပါတယ်။ဒါဟာစူဟာတို့ရဲ့ရက်ဆက်မှုတွေကိုမျက်ကွယ်ပြုပြီးတော့တမိုင်းကိုအမှန်တရားဖုံးကွယ် white wash လုပ်တာလို့ဝေဖန်ကြပါတယ်။ကန့်ကွက်မှုတွေကြားတဲ့ကပဲသမရပရာဘိုကိုတိုင်စူဟာတို့ရဲ့သားနဲ့တမိကိုစုချင်းမြင်ပေးခဲ့ပြီးတော့စူဟာတို့ကိုလွတ်လပ်ရေးတိုက်ပွဲသူရဲကောင်းဖြစ်ဖော်ညွှန်းခဲ့ပါတယ်။ ခန်းနာမှာပြသထားတဲ့ဆိုတာတို့ရဲ့ပုံဟာသူ့လက်ထက်မှာပဲအသက်ခံခဲ့ရတဲ့အလုံသမားခေါင်းဆောင်မာစီနာရဲ့ပုံဘေးနာမှာချိတ်ဆွဲထားတာကိုတွေ့ရပါတယ်။ဆိုတာတို့ဟာသူ့လက်ထက်မှာစီဝါရေးတိုးတက်မှုတွေယူဆောင်ပေးခဲ့တယ်လို့အချို့ကချီးကျူးကြပေမဲ့ဒီစုပေးပွဲဟာအာနာရှင်စနစ်စီပြန်သွားဖို့လမ်းခင်းနေတာဖြစ်နိုင်တယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ပရာဘို ကိုတိုင်လဲအရှိတီမောမှာတာဝန်ကျခဲ့စဉ်ကလူခွင့်ရေးချိုးဖောက်မှုတွေအတွက်ဆွဆွဲခံထားရသူဖြစ်ပြီးတော့ သူ့လက်ထက်မှာစစ်တပ်ရဲ့အခမ်းကဏ္ဍပြန်လဲကျယ်ပြန့်လာတာကိုလေမေကွန်းထုတ်နေကြပါတယ်ခင်ဗျာထိုင်ဝမ်ဟာအထူးကျမဟုတ်တော့ဘဲနဲ့ကမ္ဘာတဝမ်းမှာမိတ်ဆွေတွေပုံမူတိုးဝလာနေတယ်လို့ဥရောပကိုသမိုင်းဝင်ခီးစဉ်တွားရောက်ခဲ့တဲ့ဒုတိယသမ္မတရှောင်းဘေခင်ကပြောကြားလိုက်ပါတယ်။တရားဝင်တာသမန်ဆက်ဆံရေးမရှိတဲ့နိုင်ငံတွေကို ထိုင်ဝမ်ရဲ့နိုင်ငံသားရေးဝန်ကြီးတွေတွားရောက်လေရှိကြပြီမယ်လဲဒုသမ္မတအဆင့်ခီးစဉ်ကတော့အင်မတန်ရှားပါပါတယ်လက်ခံတဲ့နိုင်ငံတွေဟာတရုတ်ပြည်မာကြီးကွန်မြူနီအစိုးရရဲ့တုံ့ပြန်အရေးယူတာမျိုးနဲ့ကြုံရနိုင်ပါတယ်ဒါပေမဲ့လည်းဒုသမ္မတဟာဘယ်လ်ဂျီယံနိုင်ငံဘရက်ဆဲမြို့ဥရောပပါလီမန်မှာကျင်းပတဲ့တရုတ်ဆိုင်ရာမာမိတ်အဖွဲ့ရဲ့ထိပ်သီးဆွေးနွေးပွဲမှာမိန်ငုံ ပြောကြားခွင့်ရခဲ့တာ ဖြစ်ပါတယ်ထိုင်ဝမ်ရဲ့နိုင်ငံတကာအခြေအနေဟာခက်ခဲပေမဲ့လည်း နိုင်ငံတော်အတိုင်းဝိုင်းမှာပါဝင်ခွင့်ရဖို့ဘရောမှာနောက်ဆုံးမှာမဟုတ်ပဲထိုင်ဝမ်ရဲ့ဒီမိုကရေစီကိုဆက်ပြတ်တာသွားမယ်လို့ဒုသမ္မတကဆိုပါတယ်ဒီကြီးစင်ဟာတရုတ်ရဲ့ပြည်တွင်းရေးကိုဝင်ဆွတ်ဖတ်တာဖြစ်ပြီးတော့နိုင်ငံရေးယုံကြည်မှုကိုစိုးစိုးရွားထိခိုက်စေတယ်လို့ EU ဆိုင်ရာတရုတ်တန်တမာရေးမရှင်ကပြစ်တင်ရှုတ်ချခဲ့ပါတယ်တရုတ်ကထိုင်ဝမ်ကိုသူ့ရဲ့ပိုင်နက်ဖြစ်သတ်မှတ်ထားပြီးတော့လက်ရှိသမ္မတလိုင်ချင်းတဲကိုခွဲတယ်ရေးသမားဖြစ်တစိုက်ကတ်ထားသလိုဆွေးနွေးဖို့လည်းငြင်းဆန်ထားပါတယ် ဒါပေမဲ့ထိုင်ဝမ်ဆိုရကတော့တခြားနိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံခွင့်ရှိပြီးတော့တရုတ်အနေနဲ့ထိုင်ဝမ်ကျွန်းကိုပိုင်ဆိုင်ကြောင်းပြောဆိုခွင့်မရှိဘူးလို့တုံ့ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်းထိုင်ဝမ်နိုင်ငံသား၏ဝန်ကြီးလင်ချီယာလောင်းဟာဥရောပကိုနှစ်ကြိမ်တိတိတွားရောက်ခဲ့ပြီးတော့ချက်ပိုလန်အီတလီနဲ့ဩစတြီးယားနိုင်ငံတွေကိုဝင်ခဲ့ပါတယ်။ဒါပေမဲ့ထိုင်ဝမ်ဟာဥရောပတိုက်မှာဗာတီကန်စီးတီးတနိုင်ငံတည်းနဲ့တာတရုတ်ဝန်တန်တမန်ဆက်ဆံရေးထူထောင်ထားနိုင်တာဖြစ်ပါတယ်ခင်ဗျာ။ ကမ္ဘာအကြမ်းဖက်သမား SDGD အဖြစ်သတ်မှတ်ထားရကနေအမေရိကန်ကရုပ်သိမ်းပေးခဲ့ပြီးရပ်ပိုင်းကြမှာဆီးရီးယားသမ္မတအာမတ်အဲရှာရာဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အင်ဂျီရိုမာတွေ့ဆုံဖို့ဝါရှင်တန်ကိုရောက်ရှိလာခဲ့ပါတယ်။ဒူလန်လီရဂဘတီအဟလီရှမ် في دفع الذرائع التي يتذرع بها المجتمع الدولي وعلى رأسه أمريكا وروسيا فعملت الدولة السورية على تشكيل لجان لتقصي الحقائق ومنحت الامم المتحده الاذن بالتقصي كذلك وخلصت الى نتائج متماثله ا شارا ဦးဆောင်တဲ့တော်လိုင်းတပ်ပေါင်းစုကဘာရှားအာဆတ်အစိုးရကိုဖြုတ်ချခဲ့ပြီးစက်တလအကြမှာတချိန်ကအစ္စလာမစ်စစ်သွေးကြွအဖြစ်သတ်မှတ်ခံရသူဟာအိမ်ဗီရောကိုနိုင်ငံခေါင်းဆောင်ဖြစ်လာရောက်နိုင်ခဲ့တာဖြစ်ပါတယ်သူဝါရှင်တန်ကိုမရောက်မီနိုင်ပိုင်းအလိုမှာပဲစီးရီးယားထောက်လှမ်းရေးက IS အဖွဲ့ဝင်လို့တန်တရားရှိသူ82ဦးကိုလက်နက်တွေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့တူဖမ်းဆီးမိခဲ့တယ်လို့ကြေညာပါတယ်။စီးရီးယားမှာ IS တပ်ဖွဲ့အကျဉ်းချံတွေရှင်းလင်းရေးဟာ Trump နဲ့ Ashara တို့ရဲ့ဆွေးနွေးမှုမှာအဓိကအကြောင်းအရာ ဖြစ်လာဖို့ရှိနေပါတယ်။အာဆတ်လက်ထက်နိုင်ငံတကာမှာအထူးချံဖြစ်ခဲ့ရပြီးတဲ့နောက်မှာ Ashara ဟာနိုင်ငံတကာဆက်ဆံရေးပြန်လည်ထူထောင်မှုစ조사လာခဲ့ပါတယ်။စက်တင်ဘာလအတွင်းကကျင်းပခဲ့တဲ့အကူလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ခဲ့ပြီးတော့ပိတ်ဆို့မှုတွေရုပ်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ဒီတစ်ပတ်ထဲမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီကပိတ်ဆို့မှုတွေဖြေလျှော့ပေးဖို့အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့သလိုနိုဝင်ဘာလ9ရက်နေ့မှာအေရှာရာနဲ့သူ့ရဲ့ပြည်ထဲဝင်ကြီးကိုအစွန်းရောက်စီးရင်ကနေအမေရိကန်ကပယ်ဖျက်ပေးခဲ့ပါတယ်။အေရှာရာ HDS အဖွဲ့ကိုမိုဟာမက်အလာဂျော်လာနီဆိုတဲ့နာမည်နဲ့ဦးဆောင်ခဲ့စဉ်ကအယ်ဂေးရာနဲ့ဆက်ဆက်မှုရှိခဲ့ပြီးတော့အမေရိကန်ရဲ့စုရေးဒေါ်လာ10သန်းထောက်ခံခဲ့ရသူဖြစ်ပါတယ်။ထရပ်ဟာ အရှရာကိုပြီးခဲ့တဲ့မေလကရီယတ်မြို့မှာတွေ့ဆုံခဲ့ဘူးပါတယ်။သမရသက်ဟာဆီးရီးယားလူမျိုးစုအားလုံးရဲ့ထောက်ခံမှုရရှိနိုင်မဲ့သဘောထားပျော်ပြောင်းတဲ့အစိုးရမျိုးဖြစ်စေရမယ်လို့ကတိခံထားပါတယ်။ဒါပေမဲ့မကြာသေးခင်ကသမရဟောင်းအာဆက်ရဲ့မျိုးနွယ်စုဖြစ်တဲ့လူနည်းစုအာလာဝိုက်တွေကိုဥပဒေပတ်ဖြတ်တယ်ဆိုတဲ့ဆွဆွဲချက်တွေပေါ်ထွက်လာခဲ့သလိုလူမျိုးစုပြိပက္ခတွေလည်းပေါ်ပေါက်လာခဲ့ရကြောင်းတိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းနိုင်မှမလားဆိုတာမေးခွန်းထုတ်ခံနေရပါတယ်ခင်ဗျာ။ စူပါတိုင်ဖုန်းမုန်တိုင်းဖြစ်ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့ဖန်ဝေါင်မုန်တိုင်းဟာနိုဝင်ဘာလ10ရက်နေ့မှာ အတန်ငယ်အားပြော့သွားပြီးတော့တောင်တရုတ်ပင်လယ်ကိုဖျက်ကျော်ပြီးတော့ထိုင်ဝမ်ဘက်ကိုဥတီသွားပြီလို့သိရပါတယ်ဒီမုံတိုင်းကြောင့်သေဆုံးသူ2ဦးရှိခဲ့တယ်လို့ကနဦးအတည်ပြုထားပါတယ်။မုံတိုင်းမဝင်ရောက်ခင်ကတည်းကလူ3.4သန်းကိုကြိုတင်ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီးတော့ ပြင်ဆင်မှုကောင်းမွန်ခဲ့တာကြောင့်ထင်ထားတာတဲ့ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ပါတယ်။ဖန်အောင်မုံတိုင်းဟာတနအီပြင်းမြ185ကီလိုမီတာ135မိုင်လေးတိုင်နှုန်းရှိခဲ့ပြီးတော့လေပြင်းတိုက်ချိန်မှာတနအီကီလိုမီတာ230 143မိုင်အထိရှိခဲ့ပါတယ်။ဖန်အောင်မုံတိုင်းဟာလူ200နီးပါးသေဆုံးစေခဲ့တဲ့ကာမဂီမုံတိုင်းဝင်ပြီးရပ်ပိုင်းကြမှာထက်ဝင်တဲ့မုံတိုင်းဖြစ်ပါတယ်ခင်ဗျာ။ ငပြောသည်တိတ်ကအမှုပညာကို ဖန်တီးခဲ့တဲ့မော်ရီဇီယိုကတ်တာလန်ရဲ့အမေရိကားလို့နာမည်ပေးထားတဲ့၁၈ကာရက်ရွှေအင်းသားကိုနိုဝင်ဘာလ၁၈ရက်နေ့ကျရင်နယူးယောက်မြို့ကစာဘီးစ်လေလံဌာနမှာ လေလံတင်သွားမှာဖြစ်ပါတယ်လေလံကျန်းကင်းဈေးဟာလက်ရရဲ့ရွှေအလေးချိန် 101.2ဒသမ2ကီလိုဂရမ်ရဲ့တန်ဖိုးဒေါ်လာ10သန်းကိုအခြေခံထားပြီးတော့ရွှေဈေးအတက်ကျပေါ်မှာလည်းမူတည်နေပါဗျ။စာဘီးစ်ရဲ့အဆိုအရဒီလိုကုန်ချမ်းတန်ဖိုးနဲ့ကြံခင်းဈေးကိုဓာတ်ရိုက်ချိတ်ဆက်ထားတာဟာကွန်ပျူစီတန်ဖိုးနဲ့အမှုပညာတန်ဖိုးကြားကခြားနာချက်ကိုမေးခွန်းထုတ်တဲ့ကတ္တလန်ရဲ့ရည်ရွယ်ချက်ကိုထင်ရနေတယ်လို့ဆိုပါတယ်။အမေရိကရွှေအင်သာဟာအမှန်တကယ်အသုံးပြုလို့ရပြီးတော့ကျွဲဝါမှုပေါ်တယောလှောင်ပြောင်ထားတဲ့လက်ရာဖြစ်ပါတယ်။ ဒီလက်ရာကို2016-2019အတွင်းမှာနယူးယောက်မြို့က Guggenheim ပြတိုင်မှာစတင်ပြသခဲ့ပြီးတော့2019ခုနှစ်တုန်းကဗြိတိန်နိုင်ငံဗလန်နန်နန်းတော်ကအနေအခိုးခံခဲ့ရလို့ထင်ရှားခဲ့ပါတယ်အခိုးခံခဲ့ရတဲ့မူရင်းလက်ရာကိုအရေးကြိုးရောင်းချခဲ့ရလို့ယူဆခဲ့ရပြီးတော့အခုလေလံတင်မဲ့ဟာကတော့နောက်ဆုံးကြန့်ရှိခဲ့တဲ့မူရင်းပွားဖြစ်ပါတယ်ဒီရွှေအင်းသားကိုနိုဝင်ဘာလ10ရက်နေ့ကတည်းက အများပြည်သူကြီးစုခွင့်ပေးထားပေမဲ့တုံးပြုတ်ခွင့်နဲ့ရေဆွဲချခွင့်တော့မပြုထားပါဘူးကတ္တလန်ရဲ့နာမည်ကြီးငပြောသည်တိတ်ကက်လက်ရကမေဒီယန်ဟာ2024ခုနှစ်တုန်းကဒေါ်လာ6.2တန်းနဲ့ရောင်းချခဲ့ရပါတယ်တိတ်ကက်ထားတဲ့ငပြောသည်ကိုပဲရောင်းတာမဟုတ်ဘဲနဲ့မူရင်းလက်ရအစစ်မှန်ဖြစ်ကြောင်းအတိမတ်ပြုလက်မှတ်ငပြောသည်ပုတ်သွားတဲ့အခါဘလို့တက်စင်အစားထိုးရမယ်ဆိုတဲ့အသေးစိတ်လမ်းညွန်ချက်တွေကိုပါထည့်သွင်းရောင်းချခဲ့တာဖြစ်ပါတယ်ခင်ဗျာ ကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုင်းခင်တွေပါ